တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲတဲ့ဒုတက်မှုတွေအတွက်စီစဉ်တော့ကောင်းတယ်ဝေဝင်နေပြန်ထွက်တယ်မမြဲဘူးကိုယ်ကိစ္စသာမကအလုပ်ဖို့ကိစ္စဖို့တွေဂျုံမယ်ရှင်ပြိုင်မှုတွေမအောင်မြင်မယ်နာမည်အောင်မြင်မှုနဲ့ဘဝဒုတက်မှု လုပ်ငန်းကံတက်လန်းအောင်မြင်မှုလမ်းကြောင်းတွေကိုခြုံတွေ့ရတယ်။ဒီမှာအပြိုင်ဆိုင်အလုံးကိုကျော်လွှားအောင်မြင်နိုင်တယ်။နှစ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့ရတယ်။သုံးရက်နေ့မှာရန်ပတိဘက်ကတွေအလုံးကိုကျော်ပြီးဘဝတိုးတက်မှုကိုရနိုင်တယ်။လေးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းရှိမယ်။ငါးရက်နေ့မှာစိတ်နှောင့်ရှက်တီကြားလေးကတိုးတက်မယ်ငွေစုလိုက်ဝင်နေမယ်။၆ရက်နေ့မှာ ရန်အလုံးကိုကြော်ပြီးလိုရာပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုကြော်မယ်။ခொနည်းနည်းမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံတတ်တယ်။ထူးခြားချက်ကတောရဲ့နည်းကဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့အဲ့ဒီမှာပန်းဆန်အချွေကိုအမွှေးနတ်သာပဲပြန်ပြီးသူနဲ့ဆောင်မှာ6ရက်နေ့ကလာပြင်းနေ့တင်းလာနေ့နဲ့တိုက်ဆိုင်တယ်။အဲ့ဒီမှာဖရာနေကစားနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုကို ဆောင်ရွက်နိုင်တဲ့အနေအထားရှိတယ်။ ဒီတကဒီကာလအတော်တွင်မှာတနင်္လာနေ့စောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှယ်ဖြစ်တတ်တယ်။နှစ်လေးကိုကနံကျိုးပေးတယ်အညိုရောင်ပြားရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့လိုရာကိစ္စဆောင်ရွက်ပါ။အိမ်မှာရှိနေတဲ့တော်ရိုက်စေဘူးအဟောင်းနဲ့သဘုဒ္ဓအဟောင်းတွေကိုစွန့်ပစ်ပြီးအစ်စ်အစာတို့သုံးဆွဲလိုက်ပါ။ထူကြသောကံများပွင့်လာပါမယ်။ ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူ အားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ၁ရက်ကနေ9ရက်နေ့အတွင်းမှာ အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပမ်းမယ်။ရတ္တန်နဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်။ခရီးကိစ္စအဆင်ပြေမယ်။ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေကသူတစ်ပါးနဲ့မတူလင်ကစားကိုလုပ်တဲ့ကိစ္စတွေကတပါးသူတွေတောင်းလို့နိုင်တယ်။ ဥတီကျဲပြောင်းပြီးတော့ခီးကိစ္စအပြောင်းလဲကိစ္စတွေမှာအောင်အရာရာတိုက်ခန့်ကြတွတ်တက်ပြီးအောင်မြင်မယ်နှစ်ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတွတ်တက်မယ်သုံးရက်နေ့ရန်တိုက်ခန့်နေနဲ့ရှင်ပြီးလောက်ရမယ်လေးရက်နေ့ရှင်ပြန်မှုအောင်မြင်မယ်ဘဝကံကောင်းမယ်ဒါပေမဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြည့်ဝနေ9ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်6ရက်နေ့မှာပစ္စည်းပြောက်တတ်တဲ့ခီးကိစ္စအစဉ်ပြေမယ် ခုနှစ်နှစ်ဝေချေကံလုပ်ငန်းကံဘဝကံတွတ်တက်မယ်ဒီတပတ်တော်ကာလအတော်အတွင်းမှာသုံးရက်နေရဒနာသိတိနကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ဝေချေကိစ္စတွေဆောင်ရွက်ခြင်းပတ်စံကြွေစေတစီကိုအမွေးနံ့သာပြပြန်ဖြစ်ပတ်စံကြွေစေတစီကိုအမွေးနံ့သာပြပြန်ပြီးသူနဲ့ဆောင်ခြင်းပြုပေးပါ6ရက်နေ့တရင်ချိုလာပြင်းနေ့ဖြစ်ပါတယ် တနင်္လာနေ့နဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကိုဆောင်ရွက်ပေးပါဒီကာလအတော်တွင်မှာတနင်္ဂနွေသောကြာစနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ဇာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်အဖြူအစိမ့်မိကိုရောင်တကိုသုံးပေးပါနှစ်ခုကိုကနန်းနေ့ကိုအကျိုးပေးတဲ့ကနန်းနေ့ဖြစ်သုံးဆွဲနိုင်ပါတယ် ကောင်းခြင်းကံကြမ္မာများရစေရန်တို့ကအနီအောင်ပန်းပွင့်တို့ကိုဖျားတင်ပြီးလွှရာဆုတောင်းပေးပါကျေးဇူးတင်ပါဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရှင်ပန်းချက်စေအောင်မြင်မယ်လူမျိုးွဲချိုးပေးမယ်ဝေးကြီးကံကောင်းမယ်နေရာပြောင်းလဲခြင်းရဲ့အနစ်သာရကောင်းကိုကြုံမယ် မဖြစ်နိုင်မှုထင်တဲ့လူတွေလုတ်ခဲ့ပြီးအောင်မြင်မယ်။တရက်နေ့ဟာကောင်းသောပြောင်းလဲတဲ့တိုးတက်မှုရှိစေတယ်။နှစ်ရက်နေ့မှာဝေးကြီးကိစ္စလုပ်ငန်းကိစ္စမှသမျှဆောင်ရွက်ဆင်ဖြစ်မယ်။သုံးရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်။လေးရက်နေ့ဟာအရေးပါတဲ့ဆုံးဖြတ်ချက်စရမယ်။ငါးရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိမယ်။၆ရက်နေ့မှာအခက်အခဲဖြစ်ရှင်းနိုင်မယ်ဘဝတိုးတက်မယ်။ခုနှစ်ရက်နေ့မှာ သူတပားကြောင့်ကိုရွေချက်တွေနှောင့်နှေးခြင်းချက်ချင်းတွေကြောင့်ပဲဒီတပတ်တာကာလအတွင်းမှာဇာသာပတိနဲ့ဗုဒ္ဓနဲ့စနေနဲ့မွေးသူတွေကောင်းကျိုးပေးလိမ့်မယ်တင်းငွေတွေတင်းရလာနေမွေးသူတွေဒုက္ခပေးလိမ့်မယ်အဖြူအစိမ့်မီကိုရောင်တော့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်နံပါတ်3ခုကိုကနိုင်နေအကျိုးပေးတယ်ထူးခြားချက်က3ရက်နေ့အောက်တိုဘာဒနသိတိနက္ခတ်စမ်းချင်တဲ့နေ့ဖြစ်တယ်ပိုက်ဆံအဆုတ်တွေ ပြန်ပြီးတော့ကတ်ပြီးတော့စနစ်တကျအစုပ်အနှုတ်တွေကိုတေချာသိမ့်ပြီးတော့တနည်းမှာ စုဖာစုပုံတေချာသိမ့်စီလိုက်ပါ ထူကြတဲ့ကံကိုရစေတယ်6ရက်နေ့သတင်းချုပ်လာပြည်နေ့အဲ့ဒီနေ့မှာ တနင်္လာနေ့နဲ့တိုက်ဆိုင်တယ်အနေကစားကာတာတို့နာယူခြင်းအနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကရော့ခြင်းပြုပေးပါဒီတစ်ပတ်အတွင်းကောင်းခြင်းကံကြမ္မာများရရှိခြင်းအတွက်အကြီးကဲတို့ကို မောင်သစ်စီးတို့လူတန်းချင်းပြုပေးပါကျေးဇူးတင်ပါတယ်